ဒီကောင်ကြီးနဲ့တော့လည်းဆယ်နှစ်ပြည့်ပြီကြာတော့ဆယ်ရက်ဆောက်တာကိုတို့ကတိန်တိန်တော်ကြီးမှလွတ်လာဆက်ကြောရင်ဆောင်ဆယ်ရက်ဆောက်တယ်ကိုတို့လွတ်လာဟုတ်ဒီရောက်လို့ဒီကောင်လေးခုမဲ့ကိုခေါင်ကနေပြီးတော့ကလွတ်လိုက်ကြပြီဟိုပါကြပါကြသူကောင်းများကောင်းမလားသူဆိုကြအဲ့လိုပဲမြို့လေးချက်နဲ့ပြုတ်လိုက်ကြလိုက်လာရှုမှာခိုးမှုလူရမှုနဲ့တပြမှုတွေခေါင်းထောင်လာပြန် လာရှုမှာမကြသေးခင်ရက်တွေအတွင်းခိုးမှုလူရမှုနဲ့တပြမှုတွေတကြော့ပြန်ကောင်းထောင်လာကြောင်းဒေတာခန့်တွေစီကသိရပါတယ်တခိုးတယောက်ကိုလက်ရဖမ်းဆီးမိခဲ့တယ်အခြားနှစ်ယောက်ကတော့ကြောက်ခဲလေးကွာတွေနဲ့ခုခံထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေတာခန့်တယောက်ကပြောပါတယ် ဒီနေ့မေလ12ရက်နေ့မနက်9:00နာရီခန့်ကလာရှိုးရက်ွက်တကနေအိမ်တအိမ်ကိုလူ3ယောက်ဖောက်ထွင်းဝင်ရောက်နေချိန်အိမ်နီးချင်းတယောက်ကလှမ်းမြင်လိုက်တော့တန်ချောင်းတီအော်ဟစ်ပြီးအနီးနားကဒေသခံတွေနဲ့ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးလိုက်တာလို့သူကပြောပါတယ် မနေ့မေလ17ရက်နေ့မိုးလွယ်2နာရီလောက်ကပါရမီလမ်းသွယ်14မှာအမျိုးသမီးတစ်ယောက်ဈေးကအပြန်ဓာပြတိုက်ခံရတယ်လို့ဒေတာခန့်အမျိုးသားတစ်ယောက်ကပြောပါတယ်ခေါင်းအပြောင်းအဖြူရောက်မောတဲ့အမြင့်ကားနဲ့လက်စွပ်နှကွင်းဖုံးတစ်လုံးပတ်သွားတယ်လို့သိရတယ်လို့သူကပြောပါတယ် ရက်ွယ်တမှာပဲအရင်နေ့ကဘောရာဆောင်လမ်းကြားဖူးဆဲကွင်းရှိလမ်းကကားလူတွေတနေ့ကတော့ပါရမီလမ်းသွယ်လေးထိတ်ကုံဆုံဆိုင်ကိုတနက်နေ့ထတပြတိုက်သွားသေးတယ်လို့ဆိုပါရယ်နေ့တိုင်းတပြတိုက်တယ်မေလ9ရက်နေ့ကစနိုးဝိုက်လမ်းကြားမှာငွေလူမေလ9ရက်နေ့ကစနိုးဝိုက်လမ်းကြားမှာကားလူ30ရက်နေ့မှာကပါရမီဘတ်တပြတိုက်တယ်နေ့တိုင်းတပြတိုက်ခံရတာရှိတယ်လို့ဒေတာခန့်အမျိုးသမီးတယောက်ကလည်းပြောပါရယ် ကိုဟာကိုလုံမစားခြင်းပဲနဲ့သူများပစ္စည်းမတရားလိုချင်တဲ့တခိုးတပြရိအရန်ပေါ်နေတယ်လို့သူကပြောပါတယ်။နေကင်းမာတော့တပြတိုက်အမှုချင်းစည်းတာတွေဖြစ်နေပြီးရဲစခန်းသားကတိုက်တန်းလိုနေရတော့နေ့လယ်နေကင်းတွေမှာတပြတိုက်ခံရတာမျိုးရှိနေလို့လုံခြုံမှုလုံးဝမရှိတော့ဘူးလို့ဆိုပါတယ်။မေလ9ရက်နေ့နေ့လယ်ကရက်ွက်10ရက်နေ့အဝေရလမ်းမှာလူတစုကဒါပြလာတိုက်ခဲ့တယ်လို့ရက်ွက်3ကြဖြူလမ်းထိန်သားမှာလည်း ဓာတ်ထောက်ဖုံးလူသွားတဲ့အပြင်မနက်10:00နာရီခန့်ကလည်းဆိုင်ကယ်လူသွားတာတွေရရှိခဲ့တယ်လို့ဆိုပါရယ်။ဧပြီလ30ရက်နေ့မနက်3:00နာရီခန့်ကလည်းလာရှိုးရက်ွက်ခုနှစ်ကနေအိမ်တအိမ်ကိုဝင်းတကားတော့ဖြတ်ပြီးအိမ်တကားမှတကားခောက်ဝင်လာခဲ့တဲ့တကိုးနှစ်ယောက်ကိုအိမ်ရှင်နဲ့အိမ်နီးနာချင်းတွေဖမ်းမိခဲ့သေးတယ်လို့ဒေတာခန့်တွေကပြောပါရယ်။ဧပြီလ26ရက်နေ့ကလည်းလာရှိုးရက်ွက်ကိုနေမြေတလန်းတွေတစ်ဆက်မှာ အမျိုးသားတယောက်တပြားတိုက်ခုတ်တက်ခံခဲ့ရပြီးဧပြီလ24ရက်နေ့ကတပ်ပုံလာရိုက်တဲ့မင်္ဂလာဆောင်တွေငွေသိန်းတရနဲ့ကာတစီတပြားတိုက်ခံရကဧပြီလ23ရက်နေ့မှာလဲထင်းရှုမြိုင်ဘက်သွားရာပါရမီလမ်းမှာမင်္ဂလီတယောက်လူရက်ဓာတ်ခုတ်ခံခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့က NNDAA ထိန်းချုပ်ထားတဲ့အချုပ်ထောင်ကိုနိုင်ငံရေးအကျဉ်းသားတောင်းတဲ့စစ်တုံးပန်းမိသားစုတွေကလွဲလို့ ယခင်ပြစ်မှုမျိုးစုံနဲ့အကျဉ်းသားဟောင်းတွေရောအကျဉ်းသားတစ်တွေပါမကြမ်းထောင်ကလွတ်ခဲ့ပြီးနောက်အဲ့ဒီကျင်းထောင်ကလွတ်မြောက်လာသူတချို့ကလာရှုမျိုးမှာအခြေပြုသွားလာနေတာခိုးမှုလူရက်ဓာတ်ခုံမှုပိုဆိုးရွာလာတာတွေ့ရကြောင်းဒေတာခန့်တွေစီကသိရပါဗျ။